ဒီအနာဟာတဲ့သေနာမဟုတ်ဘူးတဲ့တနည်းအားဖြင့်တင့်ကိုဆုံးရှုံးစေမယ့်အနာမဟုတ်ဘူးတဲ့အခုတင်ခံနေရတဲ့ဒုက္ခဆင်းရဲကျမတို့တိုင်းပြည်ခံနေရတဲ့ဒုက္ခဆင်းရဲကျမတို့မိသားစုတွေကြုံတွေ့နေရတဲ့အခက်အခဲပြဿနာအားလုံးဟာကျမတို့ရဲ့အဆုံးတမဟုတ်ဘူးဖျားဘုံတော်ထင်ရှားစေဖို့နဲ့ဖျားသခင်ကကျမတို့တယောက်ချင်းစီတိုင်းခဏရေချင်းရှိတယ်ဆိုတော့ကိုသဘောပေါက်လို့ကြုံတွေ့စီတဲ့အရာဖြစ်တယ်ဖျားသခင်နာမှာဘုံချွေမင်္ဂလာရှိပါစေကျမပြောပြမယ် ျမတို့နောက်ဆုံး second ဘလောက်ပဲဖြစ်နေပါစေဘေးနောက်မှာရှိတဲ့လူတွေရဲ့အတန်ကမင်းတို့ဖះမတက်နိုင်တော့ပါဘူးလို့လာပြီးတော့ပြောနေတဲ့အချိန်ဖြစ်နေပါစေမင်းတို့ဖះတက်နိုင်နေဆိုရင်အခုဆွတောင်းပြလေငါတို့ရဲ့တိုင်းပြည်ကိုကယ်ပြလေဆိုရင်စကားတွေဘလောက်ပဲလာပါစေတေဆုံးသွားတဲ့အချိန်မှာတောင်မှဖះကပြန်ပြီးတော့ရှင်ပြန်ထမြောက်နိုင်တယ်ဆိုရင် hallelujah မကြခင်မှာလေကျမတို့တိုင်းပြည်နဲ့လူမျိုးတွေအတွက်ဘုရားသခင်ကြီးတော်မှုကိုပြုမယ်ဆိုတော့ကျမယုံကြည်တယ် ကြီးတော်မှုကိုဘုရားရှင်ပြုလိုက်မယ်အာမင်ဘာတွေတည်သွားလဲတည်သွားတဲ့ຢာတွေအလုံးရှင်ပြန်ထမြောဘာကိုပြောနေရလဲဆုံးရှုံးသွားတဲ့ຢာတွေအလုံးကိုဘုရားရှင်ပြန်ပေးမယ်လို့ပြောနေခြင်းဖြစ်တယ်အာမင်ဘုရားကပြန်ပင်းဆုံးရှုံးသွားတဲ့အရာတော့ပဲပေးတာမဟုတ်ဘူးဒါလေးလည်းသဘောပေါက်စေချင်တယ်။ယောဘရဲ့အသက်တာထဲမှာ ဆုံးရှုံးသွားတဲ့အရာတွေရှိခဲ့လားဒုက္ခဆင်းရဲခြင်းကိုကြုံရတဲ့အခါမှာ ဒါပေမဲ့ဆုံးရှုံးသွားတဲ့အရာရဲ့ဘယ်နှစပြန်ရတာလဲခုနှစအာမင်ဖခင်ကတခုခုဆုံးရှုံးသွားပြီဆိုဆုံးရှုံးသွားတဲ့အတိုင်းအတာလောက်ကိုပဲပြန်ပေးတာမဟုတ်ပါဘူးညီကောင်မတော်တို့ဆုံးရှုံးသွားတဲ့အတိုင်းအတာရဲ့ခုနှစကိုပြန်လဲပြီးတော့ပေးကျင်တော့ဖခင်ရှင်ဖြစ်တယ်အခုကျမတို့မိသားစုတွေဘာတွေဆုံးရှုံးနေလဲအဲ့ဒီအတိုင်းအတာရဲ့ခုနှစတင့်ရဲ့မိသားစုတွေကိုတက်ရောက်လာလိမ့်မယ်တဲ့ရဲ့သားသမီးတဲ့ကိုတဲ့ရဲ့စီးပွားရဲ့တဲ့ကိုဟာလေလုယာဖယားရှင်ဆေလွတ်ပေးမယ်ဆိုတော့ကျွန်မကောင်းကောင်းယုံကြည်တယ် ဘာဖြစ်လို့ဘုရားသခင်ကဒုက္ခဆင်းရဲခြင်းကိုပေးတွေ့တယ်လေတလားထုတ်ကြွားခြင်းလို့အာမင်သူတစ်ပါးနဲ့မတူတဲ့နှလုံးသားတင့်မှာရှိတယ်သူတစ်ပါးနဲ့မတူတဲ့ဘုရားကိုချက်ချင်းတင့်မှာရှိနေတယ်ဆိုရအောင်ထုတ်ကြွားခြင်းလို့ယောဘကို မနဲ့ရဲ့အရှိမဒါငါအသားဟေဒါငါစိတ်ချရတဲ့ငါလူယုံဟေဆိုပြီးတော့ထုတ်ကြွားတယ်လို့ကျမတို့ကိုထုတ်ကြွားခြင်းလို့ဒီအချိန်တိုင်းကိုဖျက်တမ်းခိုင်းတာဖြစ်တယ် အာမင်အေးဒုက္ခဆင်းရဲခြင်းကကျမတို့ရဲ့အဆုံးသက်မဟုတ်ဘူးကျမတို့ရဲ့အဆုံးသက်ကငိုကြွေးခြင်းနဲ့ဆုံးတာမဟုတ်ဘူးအာမင်ခဏလေးခဏလေးကျမတို့အတ္တတာမှာလဲကျမတို့ရဲ့အနာကကျမတို့ရဲ့ဘဝတက်တန်းကိုရေးထားပေးတဲ့ဇညွေးဆရာရှိတယ်ယေရှုခရစ်တော်ဖြစ်တယ်အဲ့ဇညွေးဆရာဘာပြောဆိုအဆုံးသက်ကကျမတို့ရဲ့အဆုံးသက်ကလှပြီးသားအဲ့ဒါကိုလည်းထည့်ပြောထားတယ် ကျွန်တော်တို့ရဲ့အဆုံးသက်ကလည်းအောင်မြင်တဲ့အဆုံးသက်တဲ့စိုးစံတဲ့အဆုံးသက်တဲ့ဝမ်းမြောက်ရတဲ့အဆုံးသက်တဲ့ဟာလေလုယာထိုသခင်နဲ့တူပျော်မွေ့ရတဲ့အဆုံးသက်တဲ့အဲ့တော့ကိုတော့ဘိုးပောက်သွားတဲ့အခါမှာအခုဖြတ်တန်းနေရတဲ့ကျွန်မတို့ဖြတ်တန်းနေရတဲ့အချိန်ကာလတည်းမှာကျွန်မတစ်ချက်တော့ပြုံးမိတယ်ဒါငါအဆုံးသက်မဟုတ်ဘူးငါအဆုံးသက်ကလှပြီးသား ငါတို့ရဲ့အဆုံးသက်ကအောင်မြင်ခြင်းနဲ့ဆုံးသွားဖြစ်တယ်။ဒါကြောင့်မွန်ကြီးကိုမောင်မတော်ဒုက္ခဆင်းရဲရောက်တဲ့အချိန်မှာဘုရားသခင်ကိုအပြစ်မတင်နဲ့တော့မငြီးတွားနဲ့တော့အာမင်